လူအာနာပါဝါကို စနစ်တကျမသုံးတတ်ရင်အဲ့ဒါမျိုးဘဝဆုံးတတ်တတ်တယ်မတတ်တတ်ဘူးလားတတ်တတ်တယ်ကဲဘုရားရှင်ကိုတော်မြတ်ကို ကြည်ကြည်လိုက်သေဒ္ဓမင်းသားနော်သေဒ္ဓမင်းသားရဲ့ဘဝကို ကြည်ကြည်လိုက်တဲ့အခါသူ့ဘဝသူကြာကြာနာနာအသုံးချသွားတယ်ဟဲအိမ်အောင်ကြတယ်အိမ်အောင်ကြပြီတတ်တော်29နှစ်အရွယ်ရောက်တဲ့အခါဘာလုပ်သွားလဲတော့ထွက်သွားတယ် တကယ်လို့ဒါသူစည်းစိမ်နေနေတာရုံမထွက်ဘဲနဲ့အိမ်မှာပဲနေတယ်ဟဲ့လို့ဆိုရင်ဖရာဖြစ်နိုင်ရဲ့လားမဖြစ်နိုင်ဘူးဒါပေမဲ့သူရထားတဲ့ ठी နန်းစည်းစိမ်သူရထားတဲ့ယာရုအာနာပါဝါတွေကိုညင်းအဖြစ်နဲ့နင်းတက်သွားပြီးတော့ဖရာဖြစ်ပြီးရောက်မသွားဘူးလားရောက်သွားတယ်အဲ့ဒါကြောင့်ဘဝကိုအသုံးချတဲ့အပိုင်းမှာသူလည်းပဲဒီလို ခန္ဓာကိုယုံ nant တရားကိုယရနေတယ်ကိုယ်လည်းပဲယုံနဲ့နံကိုယရနေတယ် ဒါပေမဲ့အသက်ရှူတာချင်းတူရဲ့လားဘဝလမ်းလျှောက်တာချင်းတူရဲ့လားမတူကြဘူးအဲကြောင့်မို့ကိုလမ်းလျှောက်တဲ့အပိုင်းမှာလမ်းလျှောက်တတ်ဖို့ရေးမကြည့်ဘူးလားရေးကြည့်တယ်အဲဒါကြောင့်မို့ကိုယ့်ရဲ့ဘဝကိုလိုက်ပြီးတော့ကြည်ရင်ဘဝဘဝဆိုတာတဘဝထဲနဲ့ပြီးရဲ့လားဒီတဘဝပြီးသွားရင် နောက်ဘဝကိုဆက်ရမယ်နောက်ဘဝပြီးသွားရင်တန်တရာကိုကတကယ်လို့ယဟန္တာမဖြစ်သေးဘူးလေဆိုရင်နောက်ထပ်ဘဝကိုမဆက်ရဘူးလား ဆက်ရတယ်အဲ့ဒါမျိုးဘဝတွေကတဘဝပြီးတဘဝတဘဝပြီးတဘဝသွားမနေရဘူးလားသွားနေရတယ်ဘာစွန်းအားတွေနဲ့ဘဝတွေကိုပို့ပေးနေလဲလို့ပြောရင်ကံစွန်းအားတွေနဲ့ပို့ပေးနေတာဘာတွေနဲ့ပို့ပေးနေလဲအဲ့ဒီကံစွန်းအားတွေဆိုတာကခြေပြင်းလူလှုပ်ထားတဲ့အရာတွေမဟုတ်ဘူးကိုကိုယ်တိုင်လှုပ်ထားတာဘယ်လှုပ်ထားလဲကိုကိုယ်တိုင်လှုပ်ထားတာကောင်းတာတွေလည်းပဲလှုပ်မထားဘူးလား လှုပ်ထားတယ်ဆိုးတဲ့အရာတွေလည်းလှုပ်မထားဘူးလားလှုပ်ထားတယ်အဲ့ဒီအကောင်းအဆိုးဆိုတဲ့ဒီအထုတ်နှစ်ထုတ်ကို ယူပြီးတော့ဘဝသွားနေကြတာဟုတ်လားနော်ဒီတဘဝပြီးသွားရင် အထုတ်ဘယ်နှထုတ်နဲ့ခီးဆက်လဲနှစ်ထုတ်နဲ့ခီးဆက်တယ်အဲ့ဒီတဘဝပြီးသွားလို့နောက်ဘဝရဟန္တာမဖြစ်သေးရင်နောက်ထပ်ဘဝကိုမဆက်ရဘူးလားဆက်ရတယ်အထုတ်ဘယ်နှထုတ်နဲ့သွားလဲနှစ်ထုတ်လေးနဲ့အဲ့ဒါခီးသွားနေတယ် ဒါပေမဲ့တို့ဘုရားဘာသာဘက်ကိုလိုက်ပြီးတော့ကြည်ရင်ဘဝရောက်လာတာဟာတာမန်ပဲလို့ထင်မနေဘူးလားအလေးအနက်ကိုကိုကိုမတွေးတတ်ကြဘူးတော်တော်များများကနော်ကိုရထားတဲ့ဘဝဩငါကံကောင်းလို့လူဘဝရတာပါလားလူဘဝဆိုတာရခဲမြပဲငါရလာတဲ့ဒီတဘဝကိုကြကြနန္နာအသုံးချရမယ်ငါရလာတဲ့ပစ္စည်းဥစ္စာကိုကြကြနန္နာ ဘဝအတွက်ကြာကြာနာနာအသုံးချရမယ်ဆိုတဲ့စိတ်ကြကြတော့လူတိုင်းမှာရှိရလားမရှိဘူးအဲ့ဒါမရှိတာဒီဘာကြောင့်မရှိတာလဲပြောရင်လူဆိုတဲ့အဓိပ္ပာယ်ကမသိလို့ဤတဲ့ဘာလို့မသိလို့လဲအေးလူဆိုတာမြန်မာလူကြတော့လူလူလို့ပြောတာမရှိဘူးလားရှိတယ်အဲ့ဒီလူဟာပါဠိစကားလုံးမနုဿကလားဘာနေလားလဲ ပါဠိစကားလုံးဘယ်ကနေလာလဲမနှုတ်တာတဲ့ပြောကြည့်ပါဦးဗါတယ်လေမနှုတ်တာမြန်မာပြန်တဲ့အခါကျတော့တလုံးနဲ့ပြန်ရင်လူလို့ဘာသာပြန်ဘယ်လိုပြန်ရလဲလူလို့ဘာသာပြန်ရတယ်အဲ့ဒါကိုကြာကြာနာနာဘာသာပြန်ရင်တော့သူ့ရဲ့ definition တွေပေါ့အဖွင့်အင်းနဲ့ကြာကြာနာနာသွားရင်လူဆိုတာက ကာရဏကာရဏမနတိဇာနာတိတိမနှုတ်တော့တဲ့တစ်ခေါက်လောက်ဆိုကြည့်ပါဦး ကာရဏကာရဏမနတိဇာနာတိတိမနှုတ်တော်ဆိုကြည့်ပါအောင်ဗါတယ်လေဒါလေးကိုမဆုံးလိုက်ဘူးဟုတ်လားတိပိဋကတွေဖြေအောင်ပါပဲသိချနေပြီဟုတ်လားကာရဏကာရဏမနတိဇာနာတိတိမနှုတ်တော်တဲ့တို့သူတော်စင်များကပါဠိသင်ခြင်းရရဲ့လားပါဠိသင်ခြင်းရလား မရဘူးကိုလူဘဝမှာနေတဲ့အခါကျတော့ကဲဒီနန်းနေပြီးတော့မြို့သေးလာသွားပြီးအလုပ်လုပ်ရရင်အဝေးမသွားဘူးလားဘဝပြန်လာလဲအဝေးပြန်မလာရဘူးလားဒါနဲ့ကွာအချိန်တွေကကုန်နေဟုတ်လားနော်ဘုန်းကြီးကြောင်းသွားပြီးတော့ပါဠိသင်ချင်ရရလားမရဘူးအဲ့ဒါကြောင့်မို့တရားတပွဲတပွဲမှာဘုန်းကြီးတွေပြောသွားတဲ့ပါဠိစကားလုံးလေးတွေကိုဆိုးဆိုးပေးရနော်ဘာလို့လဲပြောရင်ဘဝကပါရမီပါမရတာပြည့်တဲ့ဘာပါမရလဲ ပါရမီပါမရတာဒီဘဝမှာတို့ကနည်းနည်းလေးပါဠိလေးနဲ့ရင်းနှီးလိုက်မယ်ဖရာရဲ့စာပေလေးနဲ့ရင်းနှီးလိုက်မယ်နောက်ဘဝမှာဒီတဲ့ပို့ပြီးရင်းနှီးသွားမယ်နောက်ဘဝမှာဒီတဲ့ပို့ပြီးတော့ရင်းနှီးသွားမယ်ဆိုအဲ့ဒါမျိုးလေးမလုပ်သင့်ဘူးလားလုပ်သင့်တယ်သီးသန့်ဘုန်းကြီးကြောင်းသွားပါဠိသင်ဖို့ဆိုတော့ဒီရွယ်မှာလွယ်ရဲ့လားမလွယ်တော့ဘူးဟောလားအိမ်ောင်တွေက ကြာကလေးတွေကအများကြီးနဲ့တို့ကိုပြုစုရမယ်ဒါဝန်နဲ့ကြောင်းထားရမယ်ဒါဝန်နဲ့ ဒီကလေးတွေရှင်သန်နိုင်မှုရအတွက်လှုပ်ရှားရတဲ့ဓာဝန်နဲ့အိမ်တော်ချပေးရတဲ့ဓာဝန်နဲ့အိမ်တော်ကြသွားရင်လည်းပဲဒီကလေးတွေအစင်မှပြေပါမလားဆိုတခါပြန်ပြီးတော့ပူမနေရဘူးလားဘုန်းကြီးသာသင်ကြင်ရရလားမရဘူးအဲ့ဒါကြောင့်မို့တရားဝဲရှိရင်တရားများများနာရမယ်ပြည့်တဲ့ဘာလို့ရမလဲတရားများများနာပေးရတရားနာတာကြတော့လွယ်ရလား မလွယ်ဘူးတရားနာတာဟောလာနော်အခုဒီမဲ့လိုက်ကြည့်လိုက်ပေါ့မျိုးသားနဲ့မျိုးသမီးနော်ဘာများလဲမျိုးသားတွေပဲရောက်ဟင်ဟုတ်တယ်အဲ့ဒါသိကြတယ်ဟောလာနော်အေးတော်တော်များများကအဲ့ဒါရက်ဆိုင်ရောက်နေတဲ့ပုဂ္ဂိုလ်ကများမှာနော်အမျိုးသားကထင်နေတာကအဲ့ဒါကြောင့်တို့သူတော်စင်များအကြီးပွားနေနေခြင်းဒီအဲ့ဒါပဲတို့လင်းရမရရဲ့ပေါင်းဆက်ထားတဲ့နေရာမှာအမျိုးသားနဲ့မျိုးသမီးနှစ်ယောက်ပေါင်းဆက်ကြတာနော် ပေါင်းဆက်တဲ့နမ်းမှနှစ်ယောက်စလုံးကကုသိုလ်ပါနေဖို့ရလို့တယ်နော်နှစ်ယောက်လုံးကကုသိုလ်မပါဘဲနဲ့တယောက်ကကုသိုလ်ပါတယ်တယောက်ကအကုသိုလ်နဲ့သွားရင်အဲ့ဒီမိသားစုကြီးပွားသေးလားတို့ဗမာတွေကြံနေကြတာအဲ့ဒါပဲဟုတ်လားနော်တခြားသွားပြီးတော့မတွေ့နဲ့အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကတရားနာတယ်ဆုံးလေးလောင်းတယ်ဆိုတော်တော်များများအမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကဆုံးမလောင်းညင်ဘူးဟုတ်လားကိုယ်အိမ်မှာလာပြီးဆုံးရတာတောင်မှဟာစတိုင်ကြီးနဲ့ထိုင်နေပြီးတော့ ဘူးပဲနဲ့ငေါက်ငန်းပြီးတော့နေရတယ်ဟုတ်တယ်လားမဟုတ်ဘူးလားဟေးဘုန်းကြီးရောက်ဟုံးဝဲတွေ့ဘူးလားလောင်းညလေးကမင်းတို့ကဘာတွေလုပ်နေတာလဲဒါမျိုးတွေမဖြစ်ဘူးလားသူ့မယ်လက်တွေချီတွေမပါတဲ့အတိုင်းပဲဟုတ်လားနော်ကိုပေါင်တို့ဖြစ်နေလားကိုပေါင်တို့တော့မဟုတ်ဘူးဟုတ်လားဒါပေမဲ့စိတ်ကသရာတရားနေတဲ့ခါကျတော့အလိုလိုနင်းကိုပေါင်တို့ရက်သိုးမနေဘူးလားသိုးနေတယ်အဲ့ဒါထိုင်ပြီးတော့ ဩဇာအာဏာအမိန်နေပေးနေဒီတဘောကပဲရမယ်နောက်ဘဝအမိန်ပေးခွင့်မရတော့ဘူးလူဖြစ်မယ်ထင်လားအင်းကြည်ကြည်သာပြောမဖြစ်ဘူးသိကြတယ်ဟုတ်လားနော်ဒီလောက်အခွင့်အရေးရနေတာမှကုသိုလ်မယူတတ်ရင်ကိုကိုယ်တိုင်ရှာတာငါရှာတဲ့ငွေနဲ့ချက်ထားတာပဲကွာငါမိန်းမတွေလောင်းရင်ငါသားသမီးတွေလောင်းရင်တို့ဒါပြီးပါပြီလို့မထင်လိုက်နဲ့သဟတိကဒါနဆိုတာမရှိဘူးလားကိုကိုယ်တိုင်ကိုယ့်လက်နဲ့တူတဲ့ဒါနဘာဒါနလဲ အဲအဲ့ဒါကိုသဟတိကဒါနသအဋ္ဌိကနဟတိကဟထကလဲဒီဘက်ကသကအတူတကွာသူ့လက်နဲ့သူ့လူတဲ့ဒါနအဲ့ဒါနမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မို့ဒါနဒီလုံသိတဲ့အချိန်လုံနေတဲ့အချိန်မှာ ကိုကိုတိုင်ဝင်ပြီးတော့လှူဒန်းပေးရမယ်အနုမို့စင်ကိုကစတိုင်ကြီးနဲ့နေဒီဘက်ဘဝပဲရမယ်နောက်ဘဝရပါမလားအဲ့ဒါကြောင့်မို့တရားပွဲမယ်လိုက်ပြီးတော့ကြီးလိုက်တို့အမျိုးသားထင်းနေတာက တို့ဘဝကဟာဒါကနိုနီတူလစ်စင်တူတဲ့ဓမ္မလို့ထင်မြင်ထင်းနေမယ်တရားနာဖို့မလိုပါဘူးကွာလို့ထင်မြင်ထင်းနေမယ်တယောက်ချင်းကိုလိုက်ပြီးအင်တာဗျူးလုပ်ကြည့်ဟုတ်လားနော်ဖရာရဲ့သမိုင်းကြောင်းအစုံသိတဲ့လူဆိုရင်တသိန်းလောက်ကိုစူးချကြင်တာနော်နော်စုရုံငွေတသိန်းလောက်ကိုစူးချကြင်တာစီတန်းပြီးတော့အကုန်မေးလိုက်လို့ဖရာရဲ့သမိုင်းကြောင်းမွေးတီကနေပြီးတော့သိနိဗ္ဗာန်စံတီတိကြကြနန္နာသိတဲ့ပုဂ္ဂိုလ်ဆိုရင်အဲ့ရမျိုးကိုဘေးပလိုက်ချင်တယ်နော် အဲ့ကြတော့အဲ့လိုသာပေးမယ်ဟဲ့လို့ဆိုရင်ရမယ်ပုဂ္ဂိုလ်ရှိပါမလားတကယ်မရှိဘူးဟုတ်လားမယုံမရှိနဲ့နော်ရက်ွက်ထဲမှာလိုက်ပြီးတော့အင်တာဗျူးလုပ်ကြည့်နော်ဘုရားဘာသာအကြောင်းဘယ်လောက်သိလဲလို့လိုက်ပြီးတော့မေးကြည့်ပါနော်တကယ်မသိဘူးအဲ့ဒါကြောင့်မို့တရားနာတရားနာဆိုတဲ့အပိုင်းမှာလည်းပဲအမျိုးသားလည်းပဲတရားနာဖို့မလိုဘူးလားလိုတယ်အမျိုးသမီးလည်းပဲတရားနာဖို့လိုတယ်တရားမနာရင်ဘာဖြစ်တုံးဆိုတော့ ဘာမှတော့မဖြစ်ပါဘူးခင်ဗျာဒါပြောလို့ရပါတယ်ဟုတ်လားနော်ဘာဖြစ်သွားတယ်လဲဆိုရင်ဘာမှတော့မဖြစ်ဘူးဒါပေမဲ့ဘာသာရေးဘုဒ္ဓတမရှိဘူးဘာမရှိဘူးလဲဘာသာရေးဘုဒ္ဓတမရှိဘူးသီလဆိုတဲ့တရားကိုလည်းပဲသူများပြောလို့ဒါသီလလို့ပြောမယ်သီလဘာလဲလို့တစ်ဆင့်တက်လိုက်ရင် तू မသိတော့နော်တမာတိလို့ပြောခြင်းပြောလိုက်မယ်တမာတိဘာလဲလို့ what's the concentration သွားလို့ကြည့် तू မသိတော့နော်ပညာဆိုတာ तू သိခြင်းသိတယ် ပညာဆိုတာလေးပဲသိမယ်။ဘာပညာတွေလဲလို့တစင်တက်လိုက်ရင်သိပါမလား။သိဘူး။အားကြောင့်မို့ကဲဒီလိုမသိတဲ့အတွက်ကြောင့်ကိုကစာဖတ်ချင်ရလားလို့ပြောတော့အိမ်တော်ဦးစည်းဆိုတဲ့ကစာဖတ်ချင်ရလားကိုရဲ့မိသားစုရေးနဲ့ပြေးလွှားနေကြတာလင်းဒီကနေစသပိန်တစည်းနဲ့ဆိုင်ကယ်ရှိတဲ့ပုဂ္ဂိုလ်ကလည်းဆိုင်ကယ်နဲ့ဆိုင်ကယ်မရှိတဲ့ပုဂ္ဂိုလ်ဘာမှမရှိဘူးဆိုရင်လည်းလိုင်းကားနဲ့မသွားရဘူးလားဘဝတွေကအလုံးယုံကန်နေရတာယုံကန်မှလည်းရှေ့ရောက်တာနော် မယုံမကံမဲ့နဲ့ဒီတိုင်းနေတဲ့ပုဂ္ဂိုလ်ကြဘဝတန်တရာမနစ်မုံဘူးလားနစ်မုံတယ်အဲ့ဒါကြောင့်မို့ကိုလူဘဝရတဲ့အခိုက်အတန့်ပါတစ်လူဆိုတာဘာလဲလို့အရင်သိရဘာလို့သိရမလဲလူဆိုတာဘာလဲလူလူလို့ပြောဘူးလားအေးတာမန်နဲ့တင်လူမဖြစ်ဘူးဟောလားနော်အကြောင်းအကျူးအကောင်းအဆိုးအမှားအမှန်ကိုခွဲခြားသိတတ်မှ လူလို့ပြောတာပြည့်တဲ့ဘာမှလူလို့ပြောလဲ အကြောင်းအကျိုးအကောင်းအဆိုးအမားအမှန်ကိုခွဲခြားသိတတ်တဲ့အတွက်ကြောင့်ဘာလို့ခေါ်လဲလူတဲ့အဲ့ဒါအကြောင်းလည်းပဲမသိဘူးအကျိုးလည်းပဲမသိဘူးအမားလည်းပဲမသိဘူးအမှန်လည်းပဲမသိဘူးဆိုရင်တော့လူခေါ်လို့ရရဲ့လားတာမန်ပဲအဲ့ဒီပုဂ္ဂိုလ်ကျတော့လူလို့အတိအကျပြောလို့ရလားမရဘူးအဲ့ဒါကြောင့်မို့ခုဒီမဲ့ဥစဉ်ရှင်းပြမယ်တဲ့မဲ့တစ်ဘာလဲလို့ပြောရင်လူဆိုဒီမှာ ဘာတယ်လဲနှစ်ကကြတာဘာတယ်လဲလူအထင်သေးခံရတဲ့ပုဂ္ဂိုလ်၅ဦးရဲ့အကြောင်းရှင်းပြမယ်နောက်တစ်ခုကလူ၄မျိုးအကြောင်းကိုရှင်းပြမယ်ဘာကိုရှင်းပြမလဲလူ၄မျိုးအကြောင်းနောက်နံပါတ်၄ကတန်ត្រာလဲခြင်းသူနဲ့လွတ်ခြင်းသူအကြောင်းရှင်းပြမယ်ဘာကိုရှင်းပြမလဲတန်ត្រာလဲခြင်းသူနဲ့လွတ်ခြင်းသူနောက်တစ်ခုကလူဘဝဆိုတာ အကောင်းဆုံးပါတဲ့ဘာတယ်လဲလူဘဝဆိုတာအကောင်းဆုံးပါ နံပါတ်6ကပစ္စည်းဥစ္စာဉာဏ်ပမာတဲ့နံပါတ်6ကဘာလဲပစ္စည်းဥစ္စာဉာဏ်ပမာနံပါတ်9ကကြတော့လူရဲ့ခန္ဓာဉာဏ်ပမာတဲ့အဲ့ဒီဘယ်နှချက်ကိုရှင်းပြမလဲခုနှစ်ချက်ကိုရှင်းပြမယ်အဲ့ဒီခုနှစ်ချက်ကိုသာကြာကြာနာနာသိရင်ဥစဉ်ရဲ့စာသင်ခန်းဆုံးသက်လို့ရသွားပြီတရားဟောတယ်ဆိုတာကတကယ်တမ်းက classroom တစ်ခုကိုဝင်ပြီးတော့စာသင်ပေးတာ ဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကရှိကသင်ပေးတယ်။နောက်ကကျောင်းသားဖြစ်တဲ့ပုဂ္ဂိုလ်ကသင်ယူတာတည်ပြီးအဲ့ဒါတည်ပဲတရားဟောခြင်းတရားနာခြင်းပဲဟုတ်လားနော်။တရားနာတယ်ဆိုရင်သူကဟာတို့တော့ဘုန်းကြီးကအတန်နဲ့ကြာကြာနာနာဆွဲချလိုက်ရင်တော့တို့ကနောက်ဆုံးသတိနဲ့တွေ့ချလိုက်မှာပဲဆိုဒီလောက်နေရင် တရားနာတာအတိပဲစုံရလားမစုံဘူးတရားနာခြင်းဒီသတိလုတ်တဲ့ယုံနေရင်ရရလားသတိကတော့လုတ်တာကတော့လုတ်အောင်နော် ဟေးလှုပ်တာကတော့လှုပ်ရမှာဒါပေမဲ့ဒီသတိလေးပဲအာယုံစိုက်ပြီးဉာဏ်နဲ့ဟာတွေကိုကဲဘုန်းကြီးအဆုံးသက်ကိုပဲ तू ကစောင့်နေတယ်။ကဲဘုရားရှင်ကိုရောမြတ်ကမိန်တော်မူခဲ့လေတော့သတိဆိုလို့ရင်ဒါသာဓုမလှုပ်ဘူးလား။အဲ့လိုသာဓုလေးတင်စောင့်လှုပ်တဲ့ယုံနဲ့တင်တရားနာတာဟုတ်ရဲ့လား။မဟုတ်ဘူးဟုတ်လားနော်။အဲ့ဒီသတိလှုပ်တာကလွယ်တယ်။အဲ့ဒီရဲ့ရှိကဘာပြောသွားသလဲဆိုတာသိဖို့ရကြမခက်ဘူးလား။ အဲ့ဒါကိုသိအောင်နာရမယ်နှမှုစဉ်တနာ ਈ ခွဲနှစ်နာ ਈ တိုင်းလကားပဲ waste time ဖြစ်သွားမှာနော်အချိန်ဖြုံးတာ ਨੇ အတူတူပဲအဲ့ဒါကြောင့်မို့ဒီစာသင်ခန်းကတော့အချိန်ဖြုံးလို့မရဘူးများများပြောပေးမယ်များများလည်းပဲမေးမယ်များများလည်းပဲပြန်ဖြေရမယ်ဟုတ်လားနော်အဲ့ဒါမှတန်ဖိုးရှိမှာမဟုတ်လားအေးအဲ့ဒါကြောင့်မို့တိဒီမဲ့လူဆိုတာတဲ့ဘလို့ဟာလဲလို့ပြောရင်ပါဠိစာပေမှာက ကာရဏာကာရဏမနတိဇာနာတိတိမလုတ်တော့တဲ့တစ်ခေါက်တော့ဆိုကြည့်ပါဦးဗါတယ်တော့ကာရဏာကာရဏမနတိဇာနာတိတိမလုတ်တော့ကာရဏာကာရဏံဆိုတာကမြန်မာပြန်လိုက်ရင် အကြောင်းဟုတ်ဒီမဟုတ်ဒီကိုတဲ့ဗါတယ်တော့မနတိဇာနာတိကတိတက်ပါပေ၏တဲ့မနတိဇာနာတိကတိတက်ပါပေဣတိထို့ကြောင့်မလုတ်တော့လူမီ၏ အဲ့လိုဆိုတော့လူလူဆိုတာကအကြောင်းအကျိုးကိုသိတတ်တဲ့အတွက်ကြောင့်ဘာလို့ခေါ်ရလဲလူလို့ခေါ်ရတယ်ဒုတိယတစ်ဆင့်ကကြတော့အကောင်းနဲ့အဆိုးကိုသိတတ်တဲ့အတွက်ကြောင့်ဘာလို့ခေါ်ရလဲလူလို့ခေါ်ရတယ်နောက်တစ်ချက်ကကြတော့အမှားနဲ့အမှန်ကိုခွဲခြားပြီးတော့သိတတ်တဲ့အတွက်ကြောင့်ဘာလို့ခေါ်ရလဲလူလို့ခေါ်ရတယ်ကိုယ့်ကိုယ်ကိုပြန်စဉ်းစားကြည့်အကြောင်းနဲ့အကျိုးငါသိသလားမသိဘူးလား အကောင်းနဲ့အဆိုးငါသိသလားမသိဘူးလားအမားနဲ့အမှန်ငါခွဲခြားပြီးတော့သိသလားမသိဘူးလားလို့ဘဇုပြန်မေးရမလဲကိုကိုကိုပြန်မေးငါလူသားစင်စစ်ဟုတ်ရဲ့လားလူမှန်ရဲ့လားတကယ်လူဖြစ်ရဲ့လားလို့ကိုကိုကိုပြန်မမေးသင့်ဘူးလားအေးကိုကိုကိုပြန်ပြီးတော့မေးကြည့်အဲ့လိုမေးပြီးတော့နေတဲ့ပုဂ္ဂိုလ်ဒီသူတော်ဘာရဲ့အထင်သေးခြင်းမခံရအောင်နော်ဘာမခံရဘူးလဲသူတော်ဘာရဲ့ အထင်သေးခြင်းမခံရဘူးတဲ့လောကထဲမှာလိုက်ပြီးတော့ကြည့်ရင်အထင်သေးခံရတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ဘာတွေရှိလဲ။အထင်သေးခံရတဲ့ပုဂ္ဂိုလ်ရှိတယ်လို့အထင်ကြီးခံရတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလား။ရှိတယ်။အဲ့ဒါမဲ့ကိုကအထင်သေးခံရတဲ့ပုဂ္ဂိုလ်တွေပါမသွားဖို့ရအရေးမကြီးဘူးလား။အရေးကြီးတယ်။အဲ့ဒီအရေးကြီးတဲ့တဲမယ်နော်။ခုအထင်သေးခံရတဲ့ပုဂ္ဂိုလ်တွေကြည့်လိုက်ရင်ဒီ ဘလို့ပုဂ္ဂိုလ်မျိုးကိုလောကကလူတွေအထင်သေးတယ်လေလို့ပြောရင်သူတစ်ပါးကိုပေးကမ်းစွန့်ကြဲပြီးတဲ့နောက်ဂုံယူဝင်ကြွားလုပ်နေတဲ့သူတဲ့ဧတေဘာလဲသူတစ်ပါးကိုပေးကမ်းစွန့်ကြဲပြီးတဲ့နောက်ဂုံယူဝင်ကြွားလုပ်နေတဲ့သူ လောကထဲမှာရှိသလားမရှိဘူးလားရှိတယ်လောကထဲလိုက်ကြည့်လိုက် အလူတန်းတစ်ခုလုပ်ပြီးသွားရင် ဟာငါပြီးလိုက်လို့နော်မင်းငါသာမပြီးလိုက်ရင်ငါကဒီလောက်ထည့်လိုက်လို့နော်ဒီလောက်သာမထည့်လိုက်ရင်ဒီပွဲဖြစ်မှာမဟုတ်ဘူးနော်ဒီကောင်းနေဘာစွမ်းနိုင်လိမ့်မလဲငါထည့်လို့ဒီပွဲဖြစ်တာပဲလို့ထက်ခါထက်ခါကြီးဘုံယူဝင်ကြွားနဲ့ကြွားနေတယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုံကူမျိုးကိုလောကဘာဖြစ်တတ်လဲအထင်သေးတတ်တယ်ဘာဖြစ်တတ်လဲအထင်သေးတတ်တယ်အခုအလူတွေပေးတာတွေမရှိဘူးလားအလူပေး အလှပေးတဲ့အပိုင်းမှာအလှပေးတတ်ဖို့လိုနော်မလှုပ်တတ်ဖို့လိုလေအလှပေးတဲ့အပိုင်းမှာ၃ချက်ရှိတယ်ဟုတ်လားနော်ဘယ်နှချက်ရှိလဲ၃ချက်ရှိတယ်တိဟုတ်လားနာမည်ကြီးခြင်းလို့လှူတဲ့အလှတဲ့ဘာလှလဲနံပါတ်1ကကြတော့အကျိုးများများရခြင်းလို့လှူတဲ့အလှတဲ့နံပါတ်1ကဘာလဲလဲနံပါတ်3ကကြတော့ လူသိမ့်လို့လူတဲ့အလူတဲ့နံပါတ်3ကဘာလဲတော့အဲလူသိမ့်လို့လူတဲ့အလူတဲ့အဲ့ဒါလူတဲ့တန်းတဲ့ပြီးတဲ့ကန်းတဲ့ဆိုရင်ဘယ်နှချက်ရှိလဲ3ချက်ရှိတယ်နံပါတ်1ကဘာလဲလဲနာမည်ကြီးခြင်းလို့လူတဲ့အလူနံပါတ်2ကအကျိုးများများရခြင်းလို့လူတဲ့အလူနံပါတ်3ကကြတော့ လူသင့်လို့လူတဲ့အလူတဲ့အဲ့ဒီတည်းမဲ့အသင့်အမြင့်ဆုံးကလူသင့်လို့လူတဲ့အလူဘယ်လူလဲလူသင့်လို့လူတဲ့အလူဒီအသင့်မြင့်ဆုံးပဲအဲ့ဒီရဲ့နောက်ဒုတိယမြင့်တာကဘာလဲလို့ပြောရင်အကျိုးများများရခြင်းလို့လူတဲ့အလူဘာလူလဲအကျိုးများများရခြင်းလို့လူတဲ့အလူတဲ့နောက်ဘာမှလူတန်းပြီးတော့ဘာမှမရလိုက်တဲ့အလူကတော့နာမည်ကြီးခြင်းလို့လူတဲ့အလူ ရိတ်သက်ရေဘယ်လူလဲအလူလေးတစ်ခုပေးလိုက်တယ်ကိုကနေပြီးတော့နာမည်ကြီးကျင်တဲ့အတွက်ကြောင့်မို့လှူတယ်ဆိုပြီးတော့နာမည်ကြီးကျင်လို့လှူလိုက်တယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကပစ္စည်းကုန်သွားတယ်ငွေကုန်သွားတယ်စီးစဉ်ဥစ္စာကုန်သွားတယ်အကျိုးရလားဘာမှမရလိုက်ဘူးအခုခေတ်အလူပေးတာတွေမရှိဘူးလားရှိတယ်ဦးဇင်းတို့လိုက်ပြီးတော့ကြည့်ကြည့်လိုက်အလူပေးတဲ့ပုဂ္ဂိုလ်များနော်ကိုယ့်ရဲ့အလူကိုရောက်တဲ့အခါ ကိုယ့်ရဲ့အလူအတွက်ဟောအလူလှဲ့တာတွေမရှိဘူးလားလှဲ့တယ်ဟောအလူတွေလှဲ့တယ်ဘုံယူဝင်ကြွားနဲ့လှဲ့ကြဒါပေမဲ့အဲ့ဒီအလူရဲ့မိန်းကြတာတွေကိုသွားပြီးတော့ကြည်ကြည်တယ်သင်္ကန်းပရိက္ခရာကိုသွားကြည်တယ်သင်္ကန်းဟောကောင်းရဲ့လားဟောသင်္ကန်းကလည်းပဲပို့လို့ပါတာကျို့လို့ကျဲတဲ့လူတာမရှိဘူးလားသင်္ကန်းကြတော့လုံးဝပါပြီးကျဲပြီးတော့နေတယ်ပရိက္ခရာကြည့်လိုက်တဲ့အခါကျတော့ဖွင့်ပြီးတော့ကြည်ကြည်လိုက်တယ် ်ပရိခရာ၈ပါးစုံလားစုံတော့မှအแทးတည်းမဲ့ကြည့်ရင် အတုတွေကြီးတဲ့များနေတာဟုတ်လားနော်ကြည့်လိုက်တဲ့ဓာတ်တဲ့ခေါင်းရိပ်မလို့သူ့ဓာတ်လည်းယူလိုက်ရောဘာဓာတ်ဖြစ်နေလဲဘာဓာတ်လဲပလားစတိတ်ဓာတ်ရိပ်ရလားမရဘူးသုံးရသေးလားတပိတ်ကြည့်လိုက်တဲ့အခါကျတော့တပိတ်တန်တပိတ်မှာပဲသူ့ဆန်တဲ့သူအစင်းပြေမှာမြေတပိတ်ခိုင်းရလားမြေတပိတ်လွတ်ကြမကွဲဘူးလား ဝဲတယ်အဲ့ဒါတပိတ်ကြည့်လိုက်တော့လည်းပဲဘာတပိတ်တွေဖြစ်လဲမြေတပိတ်ကမလူရဘူးတော့မဟုတ်ရေရှည်သုံးမယ်ဟဲ့လို့ဆိုရင်ဘာတပိတ်မှာကောင်းလဲအဲကိုကိုတိုင်သုံးတဲ့အခါကျတော့ပစ္စည်းဝတ္ထုကိုညံ့တာကိုအသုံးသုံးသလားကောင်းတာကိုသုံးသလားကိုကိုတိုင်ကျတော့ကောင်းတာလေးမှသုံးညင်တယ်လှူတယ်တန်းတဲ့အခါကျမှညံ့တာကိုကိုကထဲ့လှူတယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်အကျိုးရတဲ့အခါကျတော့လေဘာပဲရညံ့တဲ့အကျိုးပဲရမယ်ဟုတ်လား သင်္ကန်းကိုဖြန့်ပြီးတော့ကြည့်လိုက်တော့လည်းပဲသင်္ကန်းကဝစ်တော်မဝရဲဘူးဟုတ်လားနော်ဝရဲလားဘာလို့မဝရဲလဲအေးပါနေတယ်ဒါသာဝစ်သွားအကုန်နောက်ကခွေးလိုက်ဆွဲမှသေးကြတယ်ဟုတ်လားနော်လူကြသူကြသွားဖို့မလွယ်ဘူးသူ့သင်္ကန်းဟုတ်လားဖြန့်ဝစ်ဖို့မလွယ်ဘူးအဲ့ဒါမျိုးလေးတွေဦးစင်းတို့ဒီကရဟန်းကံပဲဖြစ်ဖြစ်ရှင်ပြုပဲဖြစ်ဖြစ်ဖြန့်ကြည့်လိုက်တယ်ကိုရင်ကိုဝစ်ပေးမလို့လုပ်နေတာနဘေးခေါ်ပြီးဝစ်ပေးရနော်လူကြသူကြဝစ်ပေးလို့ရလား မရောက်ကိုရင်ဟိုဘက်အခန်းထဲကသွားဝဲရအောင်ဒီနန်းတော့မရဘူးကိုင်းသင်္ကန်းကနော်အဲ့ဒါမျိုးတွေဖြစ်နေတာတစ်ဖက်မှာကျတော့ဆိုင်းကြီးဝိုင်းကြီးတွေဘိသိက်တွေနဲ့အကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကြီးလှုပ်ပြီးတော့တကယ်မင်းကြတဲ့ပြိခရာ၈ပါးကြမှာခိုးထားတဲ့အခါကျတော့သူ့အလူကထမြောက်သေးလားအဲ့ဒါမျိုးအလူဟောပြောလိုက်ရင်တော့ငါတို့အလူတို့ကမင်းဘိသိက်ဆိုရင်ဘယ်သူနော်ဆိုင်းဆိုရင်ဘယ်သူနော်ဒါမျိုးတွေနဲ့တင်ကိုက ကျွားဝါပြီးတော့လှူတဲ့အလူကြနာမည်ကြီးခြင်းလို့လှူတဲ့အလူတဲ့ဘာလူလဲအင်းဒီလိုပဲကျန်တဲ့ဆုံးလေးထွက်လောင်းလဲပဲလောင်းနာကလောင်းပြီးသွားလောင်းပြီးတဲ့နောက်မှာအကုန်လိုက်ပြီးကျွားဝါနေရင်အဲ့ဒီအလူလဲပဲအကျိုးပေးနိုင်ရလားအဲ့ဒါမျိုးလှူရဘူးဟောလားနော်တိနာမည်ကြီးခြင်းလို့အလူမပေးရဘူးဟောလားဘာမပေးရဘူးလဲ အလှဆိုတဲ့အပိုင်းမှာအကုန်လုံးပါတယ်။ဘုရားဝဲမှာမဲထဲ့ဖောက်တာလေအတူတူပဲဟုတ်လားနော်။ဘုရားဝဲမှာမဲထဲ့ဖောက်တဲ့ကချို့နံပါတ်၁အောင်မာလီမဲတွေမရှိဘူးလား။ငါမို့လူနိုင်တာကွာငါရက်ကွက်တဲ့ငါလောက်လူနိုင်တဲ့ကောင်ရှိလားဆိုပြီးတော့ဂုံယူဝင်ကြွားနံမဲကြီးကျင်လို့လူသိမ့်ရလား။အဲ့ဒါမျိုးမလူပါဘူးဟုတ်လား။အဲ့ဒါမျိုးလူရင်အလကားပဲ။ဒုတိယအလှကိုကြည့်တဲ့အခါကျတော့ဘလို့လူလဲပြောရင်အကျိုးများများရတယ်။ဘာရကျင်တာလဲ။